အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြီးတော့အပါဝဲနိုင်ငံတဝန်ဆန္ဒမဲပေးနိုင်သည့်အသက်18နှစ်အထက်လူငယ်များခရီးလွန်ပျောက်ဆုံးနေပြီးမြို့နယ်နှခုထဲတွင်ပင်လူဦးရေ2000ခွဲကျော်ခရီးလွန်ပျောက်နေ။နေရဆုံခွာစစ်ပေးရှောင်များကိုစစ်တပ်ကအာရမမဲပေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ နေပြီးတော့ပါဝင်မြန်မာနိုင်ငံတဝမ်းတွင်ဆန္ဒမဲပေးနိုင်သည့်အသက်၁၈နှစ်နှင့်အထက်လူငယ်များခရီးလွန်ပျောက်ဆုံးနေပြီးနေပြီးတော့အတွင်ရှိမြို့နယ်တစ်ခုထဲတွင်ပင်ခရီးလွန်ပျောက်ဆုံးလူဦးရေ၂000ကျော်ရှိကြောင်းလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ဌာနတွင်တင်ပြစာများအရသိရှိရပါသည်။အချမ်းဖက်စစ်တပ်လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနကဆန္ဒမဲပေးရန်အကြုံးဝင်နေသည့်အသက်၁၈နှစ်နှင့်အထက်လူငယ်များစာရင်းကိုမြို့နယ်ထွေအုပ်နှင့်လောက်ဝကတို့ကအပတ်စဉ်စီစစ်နေကြောင်း ထို့သောစီစရာတွင်လာမည့်ဒီဇင်ဘာလတွင်အသက်18နှစ်ပြည့်မီအတီးပြုလူဦးရေစရင်ရရှိရေမျိုးနယ်များအလိုက်မြေပြင်ကွင်းစင်လူဦးရေကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့များဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းရှင်းတို့စီစေရတွင်နေပြည်တော်ကောင်စီနေမြေအတွင်ရှိရှမြို့နယ်တွင်ပင်အသက်18နှစ်အထက်လူငယ်များခီးလွန်ပျောက်ဆုံးနေသည်ကိုတွေ့ရှိရကြောင်းသိရှိရပါသည်။လက်ရှိဆန္ဒမဲပေးနိုင်သည့်အသက်18နှစ်အထက်လူငယ်များခီးလွန်ပျောက်ဆုံးနေသည့် ေပြီးတော့ကောင်စီမြို့နယ်ရှစ်မြို့နယ်အနက်မှာမြို့နယ်နှစ်ခုထဲတွင်ပင်လူဦးရေ2000ကျော်ကျော်ခီးလွန်ပြောက်ဆုံးနေကြောင်းစပူတီတီမြို့နယ်တွင်ဆန္ဒမဲပေးနိုင်သည့်အသက်18နှစ်နှင့်အထက်လူဦးရေ3918ဦးပြင်မနာမြို့နယ်တွင်ဆန္ဒမဲပေးနိုင်သည့်အသက်18နှစ်နှင့်အထက်လူဦးရေ2120ဦးခီးလွန်ပြောက်ဆုံးနေကြောင်းအချာမျိုးနဲ့ညတွင်လေလူဦးရေထောင်ကနန်းမှတောင်ကနန်းအထိလူငယ်များစည်ရင်းသာရှိပြီးလက်တွေတွင်နေထိုင်ခြင်းမရှိတော့ဘဲခရီးလွန်ပြောက်ဆုံးနေကြောင်းသိရှိရပါတယ်။ထို့ကြောင့်စစ်ကော်မရှင်က တိုင်းအစင်ခရိုင်အစင်နဲ့မြို့နယ်အစင်များအနေဖြင့်ရက်ခွက်ကြီးရွာများနှင့်ချိတ်ဆက်၍၎င်းဌာနဆိုင်ရာများအနေဖြင့်လည်းလက်ရှိပြောင်းရွှေ့ရောက်ရှိသူမိသားစုဝင်များ၁၈နှစ်နှင့်အထက်စရင်အတူအလျှော်အား၎င်းမဲစရင်လူဦးရေစရင်တွင်ပေါဝင်သည့်ခီးလိုများပြန်လည်ရောက်ရှိမှုအခြေအနေများကိုတိုးတက်မှုရှိမရှိစီစစ်ဆောင်ရွက်သွားရန်အပတ်စဉ်တိုးတက်မှုအခြေအနေကိုကြီးရွာအောက်စုရက်ခွက်အလိုက်ဌာနအလိုက်သမတ်ပုံစံဖြင့်တင်ပြဆောင်ရွက်သွားရန်ညွှန်ကြားထားပါသည် လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့်နိုင်ငံတော်ဝန်ဆန္ဒမဲပေးနိုင်သည့်အသက်၁၈နှစ်နဲ့အထက်လူဦးရေများကိုအပတ်စဉ်စီစရာတွင်တိုင်းအဆင့်တွင်အပတ်စဉ်တနင်္လာနေ့တိုင်းခရိုင်အဆင့်တွင်အပတ်စဉ်တောက်ကြနေ့တိုင်းမြို့နယ်အဆင့်တွင်ပုံတပူးနေ့တိုင်းစီစရာမည်ဟုစစ်ကော်မရှင်ကညွှန်ကြားထားကြောင်းသိရပါသည်အခြားတစ်ဖက်တွင်လည်းစစ်တပ်ကနေရက်ဆုံးခွာစစ်ပေးရှောင်ပြည်သူများကို ူလာနေထိုင်ရာမြို့နယ်များအတွက်ဆန္ဒမဲပေးလိုပါကရောက်ရှိမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် လာမည့်အောက်တိုဘာလ12ရက်နေ့နောက်ဆုံးထား၍ပုံစံ15ဖြင့်လျှောက်ထားရန်ဖိအားပေးနေကြောင်းစစ်ပေးရှောင်များအနေဖြင့်ကြိုတင်ဆန္ဒမဲပေးခြင်းကိုနိုဝင်ဘာလ25ရက်နေ့မှနိုဝင်ဘာလ29ရက်နေ့အထိမဲပေးရမည်ဟုဖိအားပေးနေကြောင်းသိရှိရပါသည် နေရစွန့်ကွာစစ်ပေးဆောင်ပြည်သူများအနေဖြင့်၎င်းတို့မူလနေထိုင်ရာမြို့နယ်များအတွက်ချိုတင်မဲမပေးလိုပါကရောက်ရှိနေသောမြို့နယ်များတွင်ဆန္ဒမဲပေးရန်လျှောက်ထားရလဲစစ်တပ်ကဖိအားပေးနေကြောင်းသိရှိရပါသည်။ဆက်လက်ပြီးဆော့လော်မြို့နယ်လာဟီစင်ဒီသာသို့စစ်ကြောင်းထိုးလာသည့်စစ်တပ်ကို KIA ပူးပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်မှုစစ်သားများတိုက်ဆုံမှုများပြပြီးရုံးအလောင်းများတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ ကချင်ပြည်နယ်စောလော်မြို့နယ်လာဟီစင်ဒေသကိုစစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်တပ်ကို KIA ပူးပေါင်းတပ်ကခြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှတေဆုံမှုများပြပြီးရုံအလောင်းများသိမ်းဆည်းရရှိခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်စက်တင်ဘာလ19ရက်နေ့နဲ့20ရက်နေ့တို့တွင်လာဟီစင်ဒေသကိုစစ်ကြောင်းထိုးလာသော ပြည်သူစစ်များနှင့်အကြမ်းဖက်စစ်တပ်ပူးပေါင်းထားသောစစ်ကြောင်းကို KIA ပူးပေါင်းတပ်ဖွဲ့များကခြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ိုက်ပွဲတွင်အကြံဖက်စစ်တပ်မှသေဆုံးသူများပြားကပြည်သူစစ်နှင့်စစ်သားအလောင်းများကို KIA ပူးပေါင်းတပ်များကနေမြရှင်းလင်းရေးပြုလုပ်စဉ်တင်စီရရှိခဲ့ကြောင်းသိရပါသည်။လာဟီစင်တိုက်ပွဲမှာ KIA ပူးပေါင်းတပ်တွေနေမြရှင်းလင်းရေးပြုလုပ်တော့စစ်ခွေးအလောင်းတွေအများအပြားတင်စီရရှိပါသည်။နေမီအကုန်မရှင်းရသေးဘူးတနည်းရတဲ့ပဲရှိသေးတယ်ဖြီသူစစ်နဲ့စစ်ကွေးတွေတည်တာတော်တော်များတယ်တခြားနေရာတွေမှာလည်းအစုလိုက်တည်နေတာတွေရှိတယ်နေမီရှင်းလင်းရေးဆက်လက်လှုပ်ဆောင်နေတော့ပဲဟု KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုပါတယ် အလားတူစက်တင်ဘာလ22ရက်နေ့ကလည်းလန်ဆယ်နှစ်လာဟီစင်ဒေတာတို့အင်အားအလုံးရင်ဖြစ်စစ်ကြောင်းထိုးလာသောစစ်တပ်ကလူလိုက်လုံးဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့် KIA ပူးပေါင်းတပ်များထိန်းချုပ်ထားရသော စခန်းကုန်းတစ်ခုကိုယာယီစုခွာပေးလိုက်ရတော့လေစက်တင်ဘာလ23ရက်နေ့တွင်အဆိုပါစခန်းကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရပါသည် ထိုတိုက်ပွဲတွင်လည်းစစ်တပ်ကအထင်အသောကြောင့်လေးချောင်းတိုက်ခိုက်မှုများလှုံ့ဆော်ခဲ့ရာစက်တင်ဘာလ22ရက်မိုးလွဲ2:25မိနစ်အချိန်လန်ဆယ်ကျေးရွာသို့စစ်တပ်ကလေးချောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ပြီးကလေးငယ်တအူအမျိုးသားတအူအမျိုးသမီးတအူစုစုပေါင်း3ဦးသေဆုံးက2ဦးဒဏ်ရာရရှိခဲ့ပါတယ်။ကချင်ပြည်နယ်စော့လော်မြို့နယ်နှင့်ခေါင်လန်ဘူးမြို့နယ်အဆက်ရှိစစ်တပ်လက်အောက်ခံလာဟီစင်ပြည်သူ့စစ်စခန်းနှင့် Cranty Dam ပြည်သူ့စစ်စခန်းတို့ကိုကချင်လွတ်မြောက်ရေးတပ် KIA PDF ပူတာအိုနှင့်ခခဘူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPF ပူးပေါင်းတပ်များကရမန်နှစ်2024ခုနှစ်အတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။ဆလဘီနယူးယောက်မှသွားရရှာပေမော်စကိုသို့သာညံ့ရရှာလိမ့်ပြီးယခုအခါမင်းအောင်လိုင်းသည်၎င်းအသွားကျင်ဆုံးနယူးယောက်သို့မရောက်ရရှာပေမော်စကိုသို့ ရောက်ရှိသွားပြီဖြစ်သည်။စက်တင်ဘာလ26ရက်မှာ28ရက်နေ့တိမော်စကိုတွင်ကျင်းပမည့်ကမ္ဘာအနုမြူဆွေးအင်သတင်းပန် World Atomic Week Forum ကိုတက်ရောက်ရန် ထွက်ခွာသွားပြီဖြစ်သည်အนุမြူဆွမ်းရင်အစီအစဉ်များဖော်ဆောင်နေသည့်နိုင်ငံများမှခေါင်းဆောင်များတက်ရောက်မှဖြစ်သည်ဟုစီအုပ်စုမီဒီယာများကဝန်ဝင်ကြွကြွဖော်ပြနေကြတော့လေဒီကေတန်းတွင်ပူတီဤတပည့်ရင်းချများဖြစ်သောဖယ်လာရုသမရာအာမေးနီးယားဝန်ကြီးချုပ်အီရတ်ဝန်ကြီးချုပ်တို့သာတက်ရောက်ဖို့ရှိနေပေသည်ကျန်နိုင်ငံများကတော့ညွှန်ကြားရေးမှူးချုပ်အစီအစဉ်အစိုးရအဖွဲ့ကိုယ်စားလှယ်များကုမ္ပဏီကြီးများမှကိုယ်စားလှယ်များပိတ်ပန်ပညာရှင်များနှင့်စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြမည်ဖြစ်သည် မြန်မာပြည်တွင်နျူကလ িয়ার ဓာတ်ပေါင်းကိုအသေးစားပင်မရှိသူတေသနာဌာနလည်းမရှိသေးထို့ပြင်နျူကလ িয়ার စီမံကိန်းသည်ငွေကြေးအများကြီးကုန်ကျမှဖြစ်၍လက်ရှိပြည်ပရောက်အလို့သမားများထံမှပင်လက်ကုံနိုင်နေရသည့်စစ်အုပ်စုလုံးနိုင်သည့်အရာဟုမိသူကများလေးလေးနက်နက်စဉ်းစားမနေကြပေရုရှားနှင့်နျူကလ িয়ার ဆွဲအေပူးပေါင်းဆောင်ရွက်ရေးအတွက်နားလည်မှုစကြောလောင် MOU ကို2023ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့သည် နားလည်မှုစာကြုံလွားဆိုသည်ကလည်းတကယ်တမ်းအကောင့်ထဲပေါ်မြစာကြုံစာတမ်းမျိုးမဟုတ်ပဲလုံးကြရအောင်ဆိုသည့်ကြီးညာသည့်အစ်စ်မျိုးသာရှိပေသည်။သို့သောရုရှားသည်၎င်းတို့နောက်တွင်မမမမရက်နေသည်ဟုလူမိုက်အားကိုနှင့်လူရှိအောင်ဟန်ရေးပြနေသည့်အစ်စ်သာရှိပေသည်။သို့တော်လည်းရုရှားတို့ကိုယ်တိုင်ကိုကြပွင့်တိုက်ပေးခဲ့သည့်စီးရီးယားတွင်ပင်အာဆက်ထွက်ပြေးသွားရသည်ကိုကြည့်၍ဤသူကားများလည်းအထင်တကြီးမရှိကြတော့။ လက်ရှိတွင်88ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကြီးကျင်းပနေပြီဖြစ်ရာနိုင်ငံပေါင်းစုံမှသမရများဝင်ကြီးချုပ်ညာစုံညီစွာမိန့်ခေါ်အတိအသီးပြောကြားရန်တပ်ဖွဲ့ဝဲရောက်ရှိလာနေကြခြင်းလည်းဖြစ်သည်ဘင်္ဂလားဒေ့ရှ်ဝင်ကြီးချုပ်မိုဟာမက်ယူနုတ်သည်လည်းညူရောက်တွင်ချိန်ကပ်၍ရိုဟင်ဂျာအရေးဖြစ်ရှင်းရန်ဤလာကန်တရက်ကိုစက်တင်ဘာ30တွင် ပြုလုပ်သွားရန်စီစဉ်ထားသည်ဟုသိရသည်။လက်ရှိတွင်မြန်မာနှင့်အာဆီယံခေါင်းဆောင်များသည်တန်တမာရေးအရာရှိမတိုးနောက်မဆုတ်ဖြစ်နေကြသည်။ စေအိုစုမှ၎င်းတို့အကြီးအကျယ်ညှို့လင့်ထားသည့်ရွေးကောက်ပွဲဆိုသည့်ကိုအာဆီယံမှဝင်ရောက်မဆွတ်ဖက်နိုင်ရန်ပိတ်ဆို့ဟန်တားနေသည်ဟုဟောင်ကောင်ရှိ South China Morning Post သတင်းစာတွင်ရေးသားထားသည်။အာဆီယံ၄နိုင်ငံမှနိုင်ငံခြားရေးဝန်ကြီးများခီးစင်ကိုလည်းရွှေ့ဆိုင်းပေးလိုက်ရသည်။ထို့သောရွှေဆိုင်လိုက်ရခြင်းမှာလဲမင်းအောင်လိုင်းသည်၎င်း၏ရွေးကောက်ပွဲအားအ धिक နိုင်ငံကြီးများဖြစ်သောတရုတ်နှင့်အိန္ဒိယတို့မှထောက်ခံမှုရရှိထား၍ အာဆီယံပြောလာမည်များကိုနားထောင်ခြင်းစိတ်မရှိဖြစ်လာ၍ဟုလေးလာသူများကသုံးသပ်ကြသည်။၎င်းတို့ကျေနပ်အောင်လဲပြောဆိုလုပ်ကိုင်ပေးစီရမလို့ဟုယူဆလာသည်။အာဆီယံမှစေအုပ်စုကိုယ်စားလှယ်အားရွေးကောက်ပွဲထက်ငြိမ်းချမ်းရေးရဖို့သာဦးစားပေးရမည်ဟုအသိပေးထားခဲ့ပြီးဖြစ်သည်။အာဆီယံမှမြမအရေးအားပါဝင်ပတ်သက်သူအလုံးနှင့်ထိတွေ့ဆက်ဆံဖြည့်ရှင်းသွားရန်စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ရှင်းသည့်စေအုပ်စုနှင့်ဆက်ဆံရေးတွင်ရှေ့လျှောက်အစဉ်လာတစ်ခု ဖြစ်သွားနိုင်သည်ဟုရှင်းတာထားသည်။ အာဆီယံသည်လက်ရှိစစ်ပွဲကိုဆွေးနွေးအဖြစ်ရှာပြီးရတန်ရန်လိုအပ်လျင်အပြစ်ခတ်ရဲစဲရေးကိုလေလာစောင့်ကြည့်မီအဖွဲ့များစီလိုရန်ရည်ရွယ်နေသည်။ဤသည်ကပင်မေယောင်လိုင်းတို့အုပ်စု၏ရည်ရွယ်ရင်းအမှန်ကိုမတုံ့တက်နိုင်ပဲစိတ်ကူးဖြင့်တိုက်ဆောင်နေကြခြင်းသာဖြစ်သည်။၎င်းတို့ဘာသာပြဋ္ဌာန်းထားသည့်ပြည်တွင်းရေးဝင်မဆွတ်ဖက်ရာအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖွေးဖောက်လာပါကအရေးယူရမည့်ပြဋ္ဌာန်းချက်များမရှိပေရွာလည်နေသည့်အဖွဲ့သာဖြစ်သည်။ မေအောင်လိုင်းဤရွေးကောက်ပွဲဆိုသည့်ကစေအုပ်ချုပ်ရေးဆိုသည့်စင်ကောင်ကြီးအားဒီမိုကရေစီဆိုသည့်စိတ်တရေဖြင့်ဖုံးအုပ်ရန်ဂျိုးပန်းချင်းတတ်တတာဖြစ်သည်ကိုပြည်သူတရလုံးကနားလည်ထားကြပြီဖြစ်သည်။၎င်းတို့မိသူတော်အခြေအနေများရောက်ကြောင်းပြည်သူများအပေါ်ကျူးလွန်ခဲ့သည့်ပြစ်မှုများကအရေးလိုကပ်ပါလာပြီးအမဲလို၆လက်နေမိတာဖြစ်သည်။လက်ရှိတွင်တော့လူအသက်တချောင်းကိုပရွက်စိတ်တကောင်များလောက်ပင်တန်ဖိုးမထားတတ်သောကြောင်မက်ဖွဲကောင်းလာသည့်စစ်အာဏာရှင်စနစ်ဆိုကြီးမြမမြေပေါ်တွင်ခေါင်းထောင်နိုင်ရန်အားယူနေပြီဖြစ်သည် ရုပ်ရည်ယူဘက်ကအသည့်အတင့်မျှပင်မရှိတရုတ်ဆောင်အရေးချင်းလေတစက်မျှမရှိပါပဲလျက်မွေထုတ်ပိုက်ပြီးရုပ်ရှင်မင်းသားဝင်လုံနေသည့်စက်ထုပ်ကိုမကြည့်မနေရကြည်ကြရတော့မည်ဖြစ်သည်အာနာတာသိမ့်လိုက်တော့လဲတိုင်းပြည်ကိုအုပ်ချုပ်နိုင်စွမ်းမရှိကြောင်းပောက်ဖော်ကြီးကဲပါကြွမြင့်ကြီးကဲပါနှင့်တိုင်းပြည်အချုပ်ချာအာနာကိုအပေါင်ထားပြီးအသက်ဆက်နေကြရသည့်ဘဝရောက်နေကြသူများဖြစ်သည် ညီတို့ပင်စကားပြည့်ရဲ့အရာဖြစ်ဖုံးကွယ်ဖို့ကြိုးစားနေတော့လေ၎င်းတို့ပဲအခြေစိုက်နေပြီဆိုဒီကိုပြည်သူများတာမကနိုင်ငံတကာကပါခေါင်းစွာတီနာလေနေကြပြီဖြစ်သည်ထို့မြတာမကနိုင်ငံတကာတရားရုံးများကလည်း၎င်းတို့ကိုရုံးတင်စစ်ဆေးနိုင်ရန်တက်တဲ့အထောက်အထားများအစဉ်သက်စုဆောင်းထားကြပြီဖြစ်သည် ဖင်္ဂလားဒေ့ရှ်ကောင်ဆောင်မိုဟာမက်ယူနိုကတကဘာလုံးအနေဖြင့်မြန်မာစစ်အုပ်စု၏ရုံမှဆက်ဆုပ်ရွှန်းရှားခွဲကောင်းသောလူမျိုးရေးတန့်စင်မှုကျူးလွန်ခဲ့ခြင်းအားပြက်ပြက်သားသားစန့်ကျင်ရပ်တည်သွားပြီး၎င်းတို့နှင့်ဆက်ဆံရေးကိုလည်းပြန်လည်စဉ်းစားကြပါရန်မကြသေးမီကတိုက်တွန်းလာခဲ့ပြီးဖြစ်သည်။ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်။